ငါ့တမန်ဘုရားတဲ့ငါဒနာအိမ်ကြီးမှနေရ ငါပချံချမ်းသာတယ်အမကြီးကမှာဖိုတာလေးဆိုတဲ့ character နာမည်ကိုဝိုင်ပြည့်စီးတဲ့သူတွေလည်းသိတယ်ကိုပိုင်ကားသွားတဲ့သူတွေလည်းသိတယ်အကုန်လုံးပေါ့နော်လူဒန်းစားမျိုးစုံကဖိုတာလေးကိုချစ်ကြတယ်အဲ့ဒီခန်းထဲမှာပါတဲ့ကြက်ကြော်စားတာလေးတွေတို့အဲသူဟာပေါ့နော်ဒီခောက်ဆွဲကြော်မာတာလေးတွေဆိုပြည့်သက်တရားချစ်ခင်မြန်လို့တယ်အဲ့တော့ဒီကားလေးကဒါလောက်ထိဖြစ်လာလိမ့်မယ်လို့ကျွန်တော်မမျှော်လင့်ဘူးအဲနောက်ထပ်ကျွန်တော်မတူညီတဲ့ character လေးတစ်ခုကအဲ့ထဲမှာတော့ကျွန်တော်ကပြကူးစေနောက်ထပ်တစ်ခုကတော့ကျွန်တော်မမီစိန်ဆိုပြီးတော့မိမရှာ character လေးတစ်ခုထွက်လာလိမ့်မယ်အဲအထူးသဖြင့်ကိုကိုကိုမိမသားအစ်စ်တယောက်လို့ခံစားထားတဲ့ ဲ့ဒီဟွာပေါ့နော်ဒီမင်းမရှာတယောက်ကဖြစ်ပုံလေးအဲ့ဒါလေးထွက်လာပါလိမ့်မယ်ခင်ဗျာတူနာမင်းမရှိရဲ့ဟုတ်လို့လားဟဲ့နေရလဲသူပြဿနာလေးကမှန်ပါလေဒါပေမဲ့သူ့မှာမင်းမရှိရဲ့တော့ဘာတစ်ခါမှမကြားမိပါဘူး ေ့ကားလေးကမင်းသမီးကတော့ယွန်းဝင်းလွာအောင်ပေါ့နော်အဲမင်းသားကတော့ထိုင်အောင်ဆိုင်ရဲ့ကျွန်တော်ခွန်တာချူရဲ့ပါခင်ဗျဟုတ်မတူတဲ့အဲကျွန်တော်ဒီကားလေးကတော့ကျွန်တော်ရိုက်နေကြကားလေးပါပဲဂမ်ဘီယာကားပေါ့နော်တစ်ကွင်းအကြောင်းကိုရိုက်တာခင်ဗျအဲ အိမ်တအိမ်မှာကျွန်တော်တစ်ကွင်းဆိုတာတဘာဝတရားကြီးကဖန်ဆင်းပေးလိုက်တဲ့ဒီတစ်ပင်တစ်ခိုင်းတစ်မြစ်တန်နဲ့ဖြစ်ပေါ်လာတဲ့တစ်ကွင်းပေါ့နော်အဲ့ဒီတစ်ကွင်းတစ်ခုကဘလောက်ထိအစွမ်းထက်တယ်အဲ့ဒီတစ်ကွင်းကိုဆောင်းလိုက်ပြီဆိုလို့ရှင်အဲ့ဒီမိသားစုအိမ်တအိမ်ကဘလို့ပြောင်းလဲမှုတွေဖြစ်လာနိုင်လဲဆိုတာကိုသိစေချင်တဲ့အတွက်ကြောင့်အဲ့ဒီ message တွေကိုဝင်မြခြင်းတဲ့အတွက်ကြောင့်ကျွန်တော်ဒီကားလေးကိုဖန်တီးတာပါအဲ့တော့ကျွန်တော်ကခံပြရကားရင်လည်းရိုက်နေကြခံပြရမင်းသားလို့ဖြစ်နေတော့ကျွန်တော်ရိုက်နေကြပုံစံလေးဒါပေမဲ့ character တစ်ခုနေတော့ဟိုမတူဘဲနဲ့ခွဲထွက်လာတာမျိုးဖြစ်နိုင်တယ်ခင်ဗျဒီကားကိုကျွန်တော်ရေးတဲ့အခါမှာကျွန်တော်တို့ခံပြရ line မှာပေါ့နော်ခံပြရ line ကိုတီး တဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကြိုက်တဲ့နယ်ပြည်သက်တွေကြိုက်တဲ့ဂမ်ဘီယာလိုင်းမှာဒီလိုဂမ်ဘီယာကာရိုက်တာတွေကိုထောက်အောင်ဆိုင်တို့တရုတ်ဆောင်နေဆိုတာမရှိဘူးရှားတယ်ပေါ့နော်အာထောက်အောင်ဆိုင်တို့ကကြာရှင်းပြောလို့ရှိရင်တို့ကကိုရီးယားဆင်လိုပုံစံမျိုးလေးတွေပေါ့ယုတ်ကတော့မြန်မာယုတ်ဒါပေမဲ့ကိုရီးယားဆင်လိုတို့အပြုံလေးတွေချိုးတယ်တို့ပချိုင်လေးတွေပါတယ်အဲတော်မဆိုမြို့ပေါ်မှာရှိတဲ့မင်းကလေးတွေကြိုက်တဲ့မင်းသားပေါ့အဲ့ဒါကိုကျွန်တော်တို့ဂမ်ဘီယာလောကတွေကိုဆွဲပြီးတော့မှရိုက်လိုက်လို့ရှိရင်ဂမ်ဘီယာလောကဟိုကြိုက်နေတဲ့ပြည်သက်တွေကဒီထောက်အောင်ဆိုင်ကိုဒီ item နဲ့ကျွန်တော်မြင်စေချင်တာအာဒီကောင်လေးကဒီလို item လုတ်တဲ့ခါကျတော့လိုက်နေပါလားဒီ character design ရုပ်နဲ့လဲ ထောင်ဆိုင်ကအဆင်ပြေပါလားဆိုတာကိုသူ့ကိုလေဟိုထက်မြင်စေချင်တာပေါ့ဒါကြောင့်မို့ကျွန်တော်ဟိုထောင်ဆိုင်ရွေးဖို့အတွက်ကို production ကိုပြောတဲ့အခါမှာ production ကလည်းကျွန်တော်စကားတစ်ခွန်းမှာပဲသူတို့လက်ခံတယ်အဲမင်းသမီးလေးကတော့အာဒါပါပဲပြောသူ့သူ့ရဲ့သူ့ရဲ့ယုတ်ကလေးကထိုင်းယုတ်ကလေးနဲ့တူတယ်ကျွန်တော်တို့ကထိုင်းကားဘက်ကိုသွားကျင်တာပေါ့နော်ထိုင်းကတ်ဆာဘက်ကိုသွားကျင်တာဖြစ်တဲ့အတကြောင်ကိုထိုင်းလုတ်ကလေးတူတယ်မင်းသမီးလေးကိုရွေးချယ်လိုက်တယ်ဟုတ် ဟုတ်အမရဲ့ကားလေးကတော့ကျွန်တော်ရဲ့ဒုတိယမာစတာပီးလို့ပြောရမှာပေါ့နော်ပထမကားကတော့ဒါငင်ချမ်းမရေချမ်းပေါ့အဲ့ကားမှာတော့လည်းကျွန်တော်တို့ဒါပိတ်သက်တရားကုကြော်တုံးဆိုပြီးအရန်ချစ်ကြတယ်ပေါ့အခုလက်ဒီအမရဲ့ကားမှာဖိုတာလေးဆိုတဲ့ကာရိုက်တာနာမည်ကို YBS စီးတဲ့သူတွေလည်းသိတယ်ကိုပိုင်ကားသွားတဲ့သူတွေလည်းသိတယ်အကုန်လုံးပေါ့နော်လူဒန်းစားမျိုးစုံကဖိုတာလေးကိုချစ်ကြတယ်အဲ့ခန်းထဲမှာပါတဲ့ကြက်ကြော်စားတာလေးတွေတို့အဲသူဟာပေါ့နော်ဒီခောက်ဆွဲကြော်မာတာလေးတွေဆိုပိတ်သက်တရားချစ်ခင်မြန်လို့တယ်အဲ့တော့ဒီကားလေးကဒါလောက်ထိဖြစ်လာလိမ့်မယ်လို့ကျွန်တော်မမျှော်လင့်ဘူးဒါပေမဲ့ပိတ်သက်တရားလေးဒီဖိုတာလေးကို တပါးတည်းကြပြီးခန်းစားပြီးချစ်ပြီးတဲ့အတွက်ကြောင့်အဲအဲ့လိုတွေဝယ်ပြီးတော့တနေ့အချိန်ငါတို့မောင်နှမရဲ့ရာအမှပေါဝယ်တာအင်ဒီဝဆိုင်လည်းအများကြီးဝယ်ခဲ့တာအဲ့ဒါကိုရှော့တင်ထွက်တာလို့ပြောတာလေမသိဘူးလားအာပေးတဲ့ပြည့်သက်တွေတကယ်ကျေးဇူးတင်တယ်ကျွန်တော်လည်းကြိုးစားအကြုံနဲ့တာပေါ့နော်အဲနောက်ထပ်ကျွန်တော်မတူညီတဲ့ character လေးတစ်ခုကအဲ့ထဲမှာတော့ကျွန်တော်ပြာကူစေနောက်ထပ်တစ်ခုကတော့ကျွန်တော်မမီစိန်ဆိုပြီးတော့အဲမိမရှာ character လေးတစ်ခုထွက်လာလိမ့်မယ်အဲအထူးသဖြင့်ကိုကိုကိုမိမသားအစ်စ်တယောက်လို့ခံစားထားတဲ့ဒီ ဟိုပါဘောเนาะဒီမင်းမရှာတယောက်ကဖြစ်ပုံလေအဲ့ဒါလေးထွက်လာပါလိမ့်မယ်ခင်ဗျာဘလို့သူ့မှာမရှိရဲ့ဟမ်ဟိုလိုလားဟဲ့နေရလဲသူပတ်သက်လို့ရတယ်မှန်ပါလေဒါပေမဲ့သူ့မှာမရှိရဲ့တော့ဘာတစ်ခါမှမကြားမိပါဘူးအာအခက်ခဲရတော့ ကျန်တာကတော့ကျွန်တော်အလောက်တိမရှိဘူးအဓိကတော့ makeup ပေါ့နော်ကျွန်တော်တို့ဘလောက်တရုပ်ဆောင်ကောင်းတယ်ပြောပြောကျွန်တော်တို့ makeup ပတ်မှုမှုမရှိဘူးအဝတ်စားစီရင်ပတ်မှုမှုမရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့တစ်ထပ်တည်းမကြဘူးအဲ့မှာကျွန်တော် makeup ဆရာတော်ပါတယ်သူကကျွန်တော်ကိုအဟိုလုံးဝမင်းသမီးတွေနဲ့တူအောင်ပြင်ပလိုက်တာအဲဥမာအခုခေတ်စားနေတယ်ဥမာ e-shop တို့မျက်ကြည်တရားအောင်တို့အထက်ထက်မှုအဲ့လိုပုံစံမျိုးနဲ့တူအောင်လွတ်တူတော့တခြားပြင်တာပြင်တော့ကျွန်တော်မျက်နာကအဲ့ပုံစံလေးသွားပြီးအဲ့ပုံမှာကျွန်တော်ကသူတို့ပြင်ပေးတဲ့သဖြင့် ထုံးအဖွဲ့စတန်လစ်ဆင်ပေးတဲ့ဝုတ်အစားအမေကဆရာပြင်ပေးတဲ့အပေါ်မှာကျွန်တော်ကရိုးရိုးလေးပဲတရုပ်ဆောင်လိုက်တဲ့အခါကျတော့ပြည့်သက်ရင်ထဲမှာဟာမမီဆိုင်ကတကယ်မင်းကလေးနဲ့တူပါလားချစ်ဆရာကောင်းပါလားဆိုပြီးတော့ပြည့်သက်တွေကကြော်ညာလေးမှလက်လက်ခံနေကြတာပေါ့နော်အဲကားလေးထွက်လာရင်လည်းပြည့်သက်တွေအရန်ကြိုက်မယ်လို့ကျွန်တော်ပြောလိုက်ပါတယ်ခင်ဗျာဟုတ်အဲ့ဒါက Fortune TV ရဲ့အပိုင်ဆိုတော့ကျွန်တော်ထင်တယ်ကုလားပိုင်ဆလာပိုင်တော့ထွက်လိမ့်မယ်ခင်ဗျာ